င်္ဂလာပါရှင်ကျမတို့ငုခတ်တာပါ TV ရုပ်မြင်သံကြားရဲ့နောက်ဆုံးရသတင်းတွေကိုတင်ဆက်ပေးပါရမယ်ရွှေကောက်ပွဲဥပဒေပုံမှရှစ်ကကြီးပါပြထန်းချက်နဲ့ညှိစွန်းလို့ဆိုပြီးလွတ်တော်ကိုယ်စားလှယ်လောင်းစီရင်တဲ့ကနေပဲဖြတ်ခံခဲ့ရတဲ့ပြည်သူ့ရှေ့ဆောင်ပါတီပြည်သုံးလုံးဥက္ကဋ္ဌဒေါ်သက်သက်ခိုင်ရဲ့အတနာခံစားကိုစစ်ကော်မရှင်ဩဇာခံရွှေကောက်ပွဲကော်မရှင် UEC ကပယ်ချလိုက်တယ်လို့သိရပါဗျ။အဲဒီလို UEC ကိုတင်ပြထားတဲ့အတနာခံစားပယ်ချခံရလို့ လာမယ့်ရွေးကောက်ပွဲမှာဝင်ရောက်ရှင်ပြိုင်နိုင်မှာမဟုတ်တော့ဘူးလို့နွန်ဘာလ14ရက်နေ့ကလိုင်သာယာမြို့နယ်ပြင်းနောက်ပန်းချံမှာပြုလုပ်တဲ့မဲဆွယ်ပွဲမှာဒေါက်တာတသက်ခိုင်ကပြောခဲ့ပါတယ်လွတ်တော်လိုက်မဲဆန္ဒနဲ့အသီးသီးမှစီးရင်တင်သွင်းထားတဲ့ကိုယ်စလဲလောင်းပေါင်း9032ယောက်ရှိတာမှာဒေါ်သက်သက်ခိုင်အပါအဝင်ကိုယ်စလဲလောင်း86ယောက်ကိုအော်တိုဘာလောက်မှာအမည်စီးရင်ကနေပယ်ဖျက်လိုက်တာဖြစ်ပါတယ်။ ဒေါ်တာတက်ခိုင်ကြီးစွန်းနေတယ်ဆိုတော့အမျိုးသားလွှတ်တော်ရွှေကောက်ပွဲဥပဒေပုံမှာရှစ်ကကြီးကတော့နိုင်ငံတော်နဲ့ပုဂ္ဂလိကတို့မသိလျော်သည့်ပေးရန်တာဝန်များကင်းရှင်းသူဖြစ်ရမည်ဆိုပြီးပြဋ္ဌာန်းထားတာပါ။အနာဒိစတက်ကလုံးမဲ့ရွေးကောက်ပွဲဟာတရားမဝင်တဲ့အထူးရောင်ရွေးကောက်ပွဲဖြစ်တယ်လို့အမျိုးသားညညရဲ့အဆိုအရအန်ယူဂျီနဲ့ဒေါ်လိုင်းအင်အားစုတွေကထုတ်ပြန်ထားကြပါရရှင်။ ရွှေကျင်မြို့နယ်ရဲ့အနောက်ဘက်ကျေးရွာတောင်ချမ်းမှာနိုဘာလ14ရက်နေ့မနက်ကကြမ်းခိုင်ရေးကိုယ်စားလှယ်လောင်းတွေရဲ့မဲဆွယ်စီယုံရေးပွဲကိုမဖြစ်မနေလာရမယ်လို့ဖိအားပေးခေါ်ခဲ့တဲ့ကျေးရွာအဆင့်ကြမ်းခိုင်ရေးပါတီအလုံးအမှုဆောင်ဒေါ်အမစိန်ဓာတ်နဲ့အခုတ်ခံရတယ်လို့မြို့ကန်တွေစီကသိရပါဗျ။ရွှေကျင်မြို့နယ်အနောက်တောင်ကျေးရွာမှာကြမ်းခိုင်လွှတ်တော်ကိုယ်စားလှယ်တွေမဲဆွယ်ပွဲကိုတိတ်တယောက်မဖြစ်မနေလာရမယ်လို့တော်မဆိုင်ကစစ်တပ်နဲ့ရဲတွေခြံရံပြီးဖိအားပေးခေါ်ခဲ့တဲ့အတွက်အဲဒီရွာမှာနေတဲ့ ကိုဝင်းဦးဆိုသူကဓာတ်နဲ့ခုတ်ခဲ့တာဖြစ်တယ်လို့မြို့ကန်တယောက်က TV ကိုပြောပြပါဗျ။ဓာတ်နဲ့အခုတ်ခံရတဲ့အတွက်ဒေါ်မာစိန်ဒဏ်ရာရသွားခဲ့တယ်လို့ဓာတ်နဲ့ခုတ်တဲ့ကိုဝင်းဦးလည်းအဖမ်းခံထားရတယ်လို့သိရပါဗျ။လက်တလောပြင်းမှုကျူးလွန်သူကိုဝင်းဦးကိုရွှေကျင်မြို့မှာရဲစခန်းကပါ44မြင်းဆောင်2025ရွှေကဥပဒေပုံမှန်24ကနဲ့အမှုဖွင့်အရေးယူထားတယ်လို့သိရပါဗျ။ ပြီးခဲ့တဲ့အော်တိုဘာလ31ရက်နေ့ကလည်းရန်ကုန်တိုင်းတလားမြို့နယ်ရခိုင်ချောင်ကျေးရွာမှာကြမ်းခိုင်ရေးပါတီအတွက်မဲဆွယ်စီယုံရေးဆင်းနေတဲ့ကျေးရွာကော်မရှင်အဖွဲ့ဝင်ကိုလက်တီနဲ့ထိုးခဲ့တာကြောင့်အမျိုးသားတယောက်ဖမ်းဆီးခံရတဲ့ဖြစ်စဉ်လည်းရှိခဲ့ပါတယ်ရှင်အနာသိန်းဆေးဥစုကပြုလုပ်မဲ့ရွေးကောက်ပွဲမှာဝင်ရောက်ရှင်ပြိုင်မဲ့ပါတီတွေရဲ့မဲဆွယ်ဆိုင်ပုတ်တွေကိုဖျက်ဆီးခဲ့တယ်ဆိုပြီးရန်ကုန်တိုင်းသင်္ကန်းကျွန်းမြို့နယ်ကလူငယ်၄ယောက်ကိုဖမ်းဆီးလိုက်တယ်လို့စစ်ကောင်မရှင်ကထုတ်ပြန်လိုက်ပါတယ်။ နိုဘာလ14ရက်နေ့မနက်3:00နာရီဝန်းကျင်မှာတင်ငန်းကျောင်းမြို့နယ်ထဲကကြမ်းခိုင်ပါတီပြည်သူပါတီနဲ့ပြည်သူရှေ့ဆောင်ပါတီဆိုင်းပုတ်စုစုပေါင်း၄ခုကိုဖျက်ဆီးခဲ့တာကြောင့်ဖမ်းဆီးခဲ့တာဖြစ်တယ်လို့စစ်ကောင်မရှင်ကစွပ်စွဲထားပါတယ်။အဲ့ဒီဆွဆွဲချက်နဲ့တင်ငန်းကျုံရှန်အောင်ရက်ကွက်ကကိုရွှေလင်းဦးနဲ့ကိုစွမ်းထက်အောင် ဘိုးကညွန့်ရက်ကွက်ကကိုခိုင်မင်းကိုနဲ့ကိုချစ်လင်းကိုတို့ကိုဖမ်းဆီးထားတာဖြစ်ပါတယ်။အဲဒီလူငယ်၄ယောက်ကိုပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲများကိုနှောက်ယှက်ဟန်တာချင်းမှအကာအကွယ်ပေးဥပဒေပုံမှ24ကနဲ့အမှုဖွင့်ထားတယ်လို့လည်းဖော်ပြပါရှိပါတယ်။ ရွေးကောက်ဥပဒေလိုလဲခေါ်တဲ့ဒီဥပဒေပုံမှန်အရပြစ်မှုထင်ရှားရင် ထောင်ဒဏ်၃နှစ်ကနေ9နှစ်အထိကြာခံနိုင်တာဖြစ်ပြီးငွေဒဏ်လဲချမှတ်ခံရနိုင်ပါတယ်။ဒီရွေးကောက်ဥပဒေကိုတော့အာဏာသိမ်းစစ်ကောင်ဆောင်ကဇွန်လ29ရက်နေ့ကလက်မှတ်ရေးထိုးပြဋ္ဌာန်းခဲ့တာဖြစ်ပြီးပြဋ္ဌာန်းခဲ့ပြီးတဲ့နောက်ဖမ်းဆီးခံရသူပေါင်း100နီးပါးရှိလာပြီပဲဖြစ်ပါရဲ့ရှင်။ အနာသိစစ်တပ်ကလုံးမဲ့ရွေးကောက်ပွဲမှာသုံးဖို့အတွက်စစ်တပ်ညွှန်ကြားမှုနဲ့ထုတ်လုပ်ထားတဲ့မဲပေးဆက်ကိုစစ်တပ်လက်အောက်ခံမျိုးသားစံချိန်စံညွန်ကော်မတီကစံချိန်မိချောင်းထောက်ခံတတ်မှတ်ထားတယ်လို့စစ်တပ်လက်အောက်ခံရွေးကောက်ပွဲကော်မရှင်ကထုတ်ပြန်ပါတယ်။ စတက်လောက်ခံဝင်ကြီးဒုဝင်ကြီးဝန်ထမ်းအကြီးအကဲအများစုနဲ့ဖွဲ့စည်းထားတဲ့အမျိုးသားစံချိန်စံညွှန်းကောင်စီကစတက်ရွေးကောက်ပွဲတွေမှာသုံးမဲ့မဲပေးဆက်ကိုကော်မတီဖွဲ့စည်းစစ်ဆေးခဲ့ပြီးစံချိန်စံညွှန်းနဲ့ပြည့်မီကြောင်းသတ်မှတ်ထားသလိုအမျိုးသားအစဉ်အကြီးသွေးထောက်ခံချက်ထုတ်ပေးရေးအဖွဲ့ကအကြီးသွေးမီကြောင်းလိုင်စင်ထုတ်ပေးခဲ့တယ်လို့ထုတ်ပြန်ချက်မှာပါရှိပါတယ်။ ။ဒါပြင်မြမစံချိန်စံညောအမှတ်တရအသုံးပြုခွင့်လိုင်စင်ရထားတယ်လို့လည်းထုတ်ပြန်ချက်မှာပါရှိပါတယ်။စတက်လောက်ခန့်အမျိုးသားစံချိန်စံညောကောင်စီကိုအယောက်20နဲ့ဖွဲ့စည်းထားပြီးအဲ့ဒီထက်က12ယောက်ကစတက်လောက်ခန့်ဝင်ကြီးဒုဝင်ကြီးအမြဲတမ်းအတွဲဝင်နဲ့ညွှန်ကြားရေးမှူးချုပ်တွေဖြစ်ကြတယ်လို့သိရပါပါတယ်ရှင်။ မြန်မာထိုင်းနယ်စပ်တနင်္သာရီတိုင်းမောတောင်မြို့အခြေဆိုင်စစ်ကော်မရှင်တပ်စခန်းနဲ့ဂိတ်တွေကိုနိုဝင်ဘာလ14ရက်နေ့မနက်ပိုင်းကတိုက်ခိုက်သိမ်းပိုက်ခဲ့တာမှာစစ်တုံးဘန်အယောက်40ကျော်နဲ့လက်နက်ခဲယံအများအပြားကိုသိမ်းဆည်းရမိခဲ့တယ်လို့ကရင်မျိုးသားစီယုံ KNU ဗိတ်တဝဲခရိုင်ကထုတ်ပြန်ပါတယ်။နိုဝင်ဘာလ17ရက်နေ့ကစတင်ပြီးတော်လိုင်းတပ်ဖွဲ့တွေကခလာရ224တက်ရင်ခန်းစစ်ကုန်း2ကုန်းအမြောက်ကုန်းနဲ့မြို့တွင်းကိုထိုးစစ်ဆင်တိုက်ခိုက်ခဲ့တာလို့ဆိုပါတယ်။ စစ်တပ်ရဲ့အခြေဆိုင်စခန်းတစ်ခုကိုရိုက်ချိုးနိုင်ခဲ့တဲ့အပြင်စစ်တုံးမှန်၄၂ယောက်ကိုပါဖမ်းဆီးရမိခဲ့တယ်လို့ KNU ဗိတ်တဝဲခရိုင်အတွေ့အမိုးဘဒုစောရနာကပြောပါရယ်။ဒါ့အပြင်စစ်ကောင်မရှင်တပ်ဖွဲ့ဝင်အယောက်၄၀ကျော်ဟာထိုင်းနိုင်ငံဘက်ကိုထွက်ပြေးသွားခဲ့တယ်လို့ပြောပါရယ်။တိုက်ပွဲအတွင်းစစ်ကောင်မရှင်ကလေကြောင်းကနေမျိုးတွင်းကိုဘုံကျဲတိုက်ခိုက်ခဲ့တာကြောင့်ထိခိုက်ပျက်စီးမှုအခြေအနေကိုနေမီရှင်းလင်းရေးမလုပ်ရသေးတဲ့အတွက်အတိအကျတော့မသိရသေးဘူးလို့သူကဆက်ပြောပါရယ်။ မောတောင်မျိုးဟာ KNU ကရင်မျိုးသားအစည်းအရုံးတနင်္သာရီမြို့နယ်ရုံးဆိုင်ရာနေရာတစ်ခုဖြစ်ခဲ့ပြီး1990ခုနှစ်မှာစစ်တပ်ကတာလွန်အင်အားနဲ့တိုက်ခိုက်သိမ်းယူခဲ့တယ်လို့သိရပါပါတယ်ရှင်။ စစ်မှုထံခေါ်ထားသူတွေကတီဘီယောဂဖြစ်နေသူစီးချိုယောဂကောက်ယောဂနဲ့လေကောင်းယောဂဖြစ်နေသူတွေကိုနေအိမ်ပြန်ပြီးဆေးကုသဖို့လမ်းစည်းနှစ်သိန်းနဲ့စစ်မှုထံကာလအဆုံးသတ်ပေးကတက်ထဲကနေထုတ်ဖို့အာဏာသိမ်းစစ်တပ်ကစီစဉ်နေရလို့မိသားစုဝင်တွေစီကသိရပါဗျာ နိုဝင်ဘာလ23ရက်နေ့ကအရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်မှာစစ်မှုထမ်းအပတ်စဉ်တွေကရောဂါဖြစ်နေသူ56ယောက်ကိုစစ်မှုထမ်းရှော့ပေါ့ကာလာဖြစ်သတ်မှတ်ပြီးလမ်းစည်းရိမ်း2သိန်းနဲ့စစ်မှုထမ်းပြီးဆုံးကြောင်းစာရွက်တွေထုတ်ပေးနေတယ်လို့ပင်တရားမြို့ကန်တယောက်ကဒီဗီကိုပြောပါရယ်ဒါပြင်လဲကူမျိုးကန်တယောက်ကလည်းစစ်မှုထမ်းအပတ်စဉ်တက်ကနေလေးအတွင်းရန်ကုန်တိုင်းကနေတက်သေးဝင်ခဲ့ရတဲ့တပ်သားတက်တွေထဲမှာရောဂါဖြစ်နေတဲ့သူတွေရဲ့မိသားစုတွေကို တက်ကနေကိုပြန်ခေါ်ပြီးစေကူတာဖို့အကျဉ်းန်းစာပို့ခဲ့တယ်လို့ TV ကိုပြောခဲ့ပါတယ်။လက်ရှိမှာတော့စစ်မှုထမ်းအပတ်စဉ်16ကိုနိုဘာလ23ရက်နေ့ကပြည်내နဲ့တိုင်းဒေသကြီးတွေမှာရှိတဲ့စစ်တပ်နှမ်းကြောင်း28ကြောင်းမှာတင်းနှမ်းစစ်ပွဲတွေပြုလုပ်ခဲ့ပါတယ်။စစ်ကောင်းဆောင်ကပြီးခဲ့တဲ့2024ခုနှစ်ဖေဖော်ဝါရီလ10ရက်နေ့ကလူတိုင်းမဖြစ်မနေစစ်မှုထမ်းရမယ့်ဥပဒေကိုထုတ်ပြန်ခဲ့ပြီးမတ်လ28ရက်နေ့မှာစတင်တင်းနှမ်းပေးခဲ့တာမှာအခုဆိုရင်အပတ်စဉ်16အထိရောက်ရှိလာပြီဖြစ်ပါတယ်ရှင်။ စကိုင်းတိုင်းမုံရွာမြို့နယ်မုံရွာနားမှာနိုဘာလ14ရက်နေ့မနက်9:00ခွဲလောက်ကစစ်ကားအစီး30ပါတဲ့စစ်ရင်တပ်ကိုမိုင်းဆွဲတိုက်ခိုက်ခဲ့တာကြောင့်စစ်ကောင်မရှင်တပ်ဖွဲ့ဝင်6ယောက်တိဆုံးခဲ့ပြီး9ယောက်ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေကသိရပါဗျာ။ အဲ့ဒီစစ်ရင်တက်ဟာမုံရွာမျိုးကနေမန္တလေးမျိုးဘက်ကိုထွက်ခွာလာရင် လမ်းမှာမိုင်းနှလုံးဆွဲတိုက်ခိုက်ခံခဲ့ရတာကြောင့်စစ်ကားနှစ်စီးထိမှန်ပြီးပထမကားပေါ်လိုက်ပါလာသူတွေထိခိုက်သေးဆုံးခဲ့ရလို့သိရပါဗျ။ဒါအပြင်ဒဏ်ရာရတဲ့စစ်သား9ယောက်ကိုလည်းချောင်းဆေးရုံမှာဆေးကုသနေတယ်လို့သိရကြောင်းချောင်းပြည်သူ့ကာကွယ်ရေးကောင်းဆောင်တယောက်ကပြောပါဗျ။အဲ့ဒီစစ်ရင်တက်မိုင်းဆွဲတိုက်ခိုက်ခံနေရတော့ဖြတ်တန်းသွားတဲ့ဈေးတယ်နှစ်ယောက်လည်းမိုင်းစထိမှန်ဒဏ်ရာရရှိခဲ့ပေမဲ့အသက်အန္တရာယ်တော့မစိုးရိမ်ရဘူးလို့သိရပါဗျ။ မုံရွာမန္တလေးလမ်းပိုင်းမှာစစ်တပ်ကလက်နက်ခဲယမ်းတည်ယူနိုင်ဖို့ကားလမ်းတစ်လျှောက်စစ်စေးရေးဂိတ်တွေချပြီးသွာလာနေတဲ့အတွက်ပြည်သူ့ကာကွယ်ရေးတပ်တွေကမိုင်းဆွဲတိုက်ခိုက်တာတွေပြုလုပ်နေတာဖြစ်ပါရဲ့ရှင်။ နေပြီးတော့ကောင်းစီနယ်မြေဥတ္တရသီရိခိုင်တက်ကုံးမြို့နယ်ကစစ်တပ်ရဲ့ရတနာမြေအခြေပြုလုံခြုံရေးစခန်းကိုပြည်သူ့လူမျိုးရေးတပ်မတော် PLA ကဝန်ရောက်စီးနှင်းခဲ့ပြီးခဲယမ်းအချို့ငွေသားအချို့နဲ့စစ်အုံဆောင်ပစ္စည်းအချို့သိမ်းဆည်းရမိခဲ့တယ်လို့နွန်ဘာလ14ရက်နေ့မှာ PLA ကထုတ်ပြန်လိုက်ပါတယ်။ ရတနာမြေအခြေပြုလုံခြုံရေးကိစ္စခန်းကို PLL ကနိုမာလာ၁၂ရက်နေ့ကဝင်ရောက်စီးနင်းခဲ့တာဖြစ်ပါတယ်။အဲဒီစခန်းဟာစစ်တပ်ကနှစ်နှစ်ဝန်းကျင်တပ်ဆွဲထားတဲ့စခန်းဖြစ်တယ်လို့စစ်တပ်ကစစ်ကြောင်း၃ကြောင်းနဲ့နေမီစုမှုရေးအတွက်စစ်ကြောင်းထိုးနေတော့မှာပဲ။အခုလို PLL ကဝင်ရောက်စီးနင်းခဲ့တာဖြစ်တယ်လို့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။ အခုလုံဝင်ရောက်စီးနေတဲ့အချိန်မှာစစ်ကောင်မရှင်စစ်တပ်တပ်ဖွဲ့ဝင်တွေဟာစခန်းစွန့်ခွာထွက်ပြေးသွားခဲ့ပြီးအဲ့ဒီလုံခြုံရေးကင်းစခန်းကိုရှင်းလင်းရေးတွေဆောင်ရွက်ခဲ့တယ်လို့ PLA ကဆိုပါတယ်။လက်ရှိအချိန်မှာစစ်ကောင်မရှင်စစ်တပ်ရဲ့စစ်ကြောင်းနှစ်ခုဟာရတနာမြေအခြေပြုလုံခြုံရေးစခန်းရဲ့အနီးကပ်ရွာနှစ်ရွာမှာစစ်ကြောင်းထိုင်နေတယ်လို့လည်းထုတ်ပြန်ထားပါတယ်ရှင်။ ရခိုင်ပြည်နယ်ရသေးတောင်မြို့နယ်ဘာထလီကျေးရွာကိုနှောဘာလ15ရက်နေ့မနက်9:00နာရီခွဲလောက်ကစစ်ကောင်မရှင်ကလေကြောင်းကနေဘုံကျဲတိုက်ခိုက်ခဲ့တာကြောင့်အရသာ3ယောက်သေဆုံးပြီး4ယောက်ထပ်မံထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ဒေသခံတွေကပြောပါရယ်စစ်ကောင်မရှင်ကလေကြောင်းကနေ Jet Fighter နဲ့ပေါင်900ဘုံကျဲချတိုက်ခိုက်ခဲ့တာလို့ဆိုပါရယ် ကနဦးတိထားသလားတေဆုံးသူ၃ဦးရှိပြီးနောက်ထပ်လည်း၄ဦးထပ်မနေတမ်းအရရှိထားတယ်လို့ရတိတောင်ဒေသခံမျိုးသားတယောက်ကပြောပါရယ်အသေးစိတ်အခြေအနေကိုစရင်ကောက်ယူနေတော့ဖြစ်ပြီးအိမ်တွေလည်းထိခိုက်ပျက်စီးမှုတွေရှိတယ်လို့သိရပါရယ်ထိခိုက်တေဆုံးသူတွေရဲ့အသေးစိတ်အချက်အလက်တွေကိုတော့ DVB ကဆက်လက်စုံစမ်းနေစေဖြစ်ပါရယ် ရခိုင်ပြည်နယ်မှာအော်တိုဝါလာနောက်ဆုံးပတ်ကစပြီးစစ်ကောင်မရှင်ကလေကြောင်းတိုက်ခိုက်မှုတွေဇက်တိုက်ပြုလုပ်နေတာကြောင့်အရသာထိခိုက်သေးဆုံးတာတွေဇက်တိုက်ရှိနေပါတယ်။လေကြောင်းတိုက်ခိုက်မှုတွေပုံမလို့ဆောင်လာတဲ့အတွက်ပြည်သူတွေအနေနဲ့စည်ရေးတည်အမြဲရှိကြဖို့နဲ့စစ်ကောင်မရှင်ရဲ့တိုက်ခိုက်မှုတွေကိုလက်တုံပြန်သွားမယ်လို့အေအေဘက်ကပြောဆိုထားပါတယ်ရှင်။ မန္တလေးတိုင်းတောင်တာမြို့နယ်ရဲကိုနိုဘာလ9ရက်နေ့ကစတင်ဝင်ရောက်လာတဲ့စစ်တပ်စစ်ကြောင်းတွေဟာကျေးရွာတွေကိုဝင်ရောက်ပြီးလူနေအိမ်တွေကိုမီးရှို့ဖျက်ဆီးနေတယ်လို့ဒေသခံတွေစီကသိရပါဗယ်။ဘိန်းရွယ်ကုန်းတမန်ကြီးမြေဖြူကုန်းနဲ့ဆယ်ကုန်းရွာတွေမီးရှို့ခံထားရပြီးစစ်ကြောင်းရှိနေသေးတဲ့အတွက်စည်ရင်အတိအကျကိုတော့ကောက်ယူလို့မရသေးဘူးလို့တောင်တာမြို့နယ်လူသားချင်းစာနာထောက်ထားရေးဌာနတာဝန်ခံကိုရသေးကြီးကပြောပါဗယ်။ အဲ့ဒီရွာတွေကရွာကန်၃နောင်ဝင်းကျင်ဟာလဲထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ဆိုပါတယ်စစ်တပ်နဲ့ပြူစောတီအာ900လောက်ပါတဲ့စစ်ကြောင်း၂ကြောင်းကတောင်နဲ့မြောက်နှစ်ဖက်ညှက်ပြီးစစ်ကြောင်းထိုးနေတာဖြစ်ပြီးလက်နက်ကြီးနဲ့ပစ်ခတ်တာ drone နဲ့ဖုံးကျဲတာတွေလည်းလုံဆောင်နေတယ်လို့တောင်သာအခြေဆိုင်တော်လိုင်းတပ်ဖွဲ့ဝင်တယောက်က TV ကိုပြောပါရယ်။ဒါပြင်တော်လိုင်းတပ်တွေနဲ့တိုက်ပွဲဖြစ်ပွားနေတာတွေလည်းရှိပြီးတော်လိုင်းတပ်တွေရဲ့ကာကင်စခန်းတချို့ဆုတ်ပေးလိုက်ရတယ်လို့ဆိုပါရယ်။ တော်လိုင်းတပ်ဖွဲ့တွေရဲ့စုံမုံနယ်မြေတွေအများအပြားရှိတဲ့မြင်းကြံတောင်တာနဲ့နထိုးကြီးမြို့နယ်တွေကိုစစ်တပ်ကအမြေပြင်စစ်ကြောင်းထိုးတာတွေအပြင်လက်နက်ကြီးတွေနဲ့ပစ်ခတ်တာလေကြောင်းတိုက်ခိုက်တာတွေစတိုက်ပြုလုပ်နေတာကြောင့်ပြည်သူတွေထိခိုက်ဒေဆုံးတာတွေရှိနေတဲ့အတွက်ဒေသခံတွေအနေနဲ့တတိနဲ့သွာလာနေထိုင်ကြဖို့ကိုတော်လိုင်းတပ်ဖွဲ့တွေဘက်ကတတိပေးထားပါတယ်ရှင်။ စကိုင်းတိုင်းဝက်လက်မြို့နယ်ကကျေးရွာ၃ရွာကိုနွန်ဘာလ၁၃ရက်နေ့မှာစစ်တပ်စစ်ကြောင်းကမီးရှို့တာကြောင့်လူနေအိမ်၁၀၀ကျော်မီးလောင်ပျက်စီးခဲ့တယ်လို့ဒေသခံတွေစီကသိရပါဗျ။ပင်စင်းနဲ့ကြီးကံမြောက်ရွာတွေကိုမီးရှို့ခံခဲ့ရတာဖြစ်ပြီး၂ရွာပေါင်း၁၂၀လောက်လောင်ကျွမ်းပျက်စီးသွားတယ်လို့ဝက်လက်မြို့နယ်လူထုတပိတ်တိုက်ပွဲဦးဆောင်ကော်မတီရဲ့ပြောရေးဆိုခွင့်ရှိသူကပြောပါဗျ။ အဲ့ဒီစစ်ကြောင်းကနိုမာလာ၁၄ရက်နေ့မနက်ပိုင်းမှာလဲရွာသားကြီးကြေးရွာကြေးရကန်ကြေးရွာနဲ့ဥယျာဉ်မကြေးရွာတွေကိုထပ်ပြီးမိရှို့သွားသေးတယ်လို့သူကပြောပါဗျ။ အော်တိုဘားလာကစပြီးဝက်လက်မြို့နယ်ထဲမှာစစ်တပ်ကစစ်ကြောင်း၄ကြောင်းထိုးနေပြီးအဲဒီစစ်ကြောင်းတွေကတလအတွင်းမှာရွာ၁၂ရွာကိုမီးတင်ရှို့ထားပါဗျ။အဲဒီစစ်ကြောင်းတွေကြောင့်ဝက်လက်မြို့နယ်ကကျေးရွာပေါင်း၂၀ကျော်ကပြည်သူအယောက်၂000ဝန်းကျင်ဟာနေရဆုံးခွာထွက်ပြေးနေကြပြီးအရေးပေါ်အကူအညီတွေလည်းလိုအပ်နေကြပါဗျ။ဒါကြောင့်စစ်ပေးရှောင်တွေအတွက်လူလန်းလူသူတွေအနေနဲ့စစ်ပေးရှောင်အရေးကူညီဆောင်ရွက်ပေးနေကြတဲ့ဒေသခံအဖွဲ့အစည်းတွေနဲ့ချိတ်ဆက်လူလန်းနိုင်တယ်လို့တော်လိုင်းအင်အားစုတွေကပြောထားကြပါဗျရှင်။ မွန်ပြည်နယ်ရေးမျိုးအာယူတောင်ဘက်ကနေစစ်ကြောင်းထိုးလာတဲ့စစ်တပ်စစ်ကြောင်းနဲ့ရေးဘလူးတော်လိုင်းရေးတပ်ဖွဲ့တို့ထိတွေ့တိုက်ပွဲတွေဖြစ်ပွားခဲ့ကစစ်တပ်ဘက်ကတိုက်စုံမှုတွေရှိခဲ့ပြီး၃ရောက်ထိခိုက်ဒဏ်ရာရှိသွားခဲ့တယ်လို့ရေးဘလူးတပ်ဖွဲ့စီကသိရပါဗျ။စစ်တပ်ကနွန်ဘာလ23ရက်နေ့ကစစ်ကြောင်းထိုးလာတဲ့အတွက်ဝဲရဟိုင်းနဲ့ရွာကလေးရွာကြားမှာအဲ့ဒီနေ့ညနေက45မိနစ်လောက်ကြာအောင်တိုက်ပွဲတွေဖြစ်ပွားခဲ့တယ်လို့ဆိုပါရယ် တိုက်ပွဲအတွင်းထိခိုက်ဒဏ်ရာရရှိသွားတဲ့စစ်တပ်တပ်ဖွဲ့ဝင်တွေကိုနိုမာလာ၁၄ရက်နေ့မှာအာယုတောင်ဘက်ကိုပြန်သည်သွားတာကိုတွေ့ရတယ်လို့ရေဘလူးအဖွဲ့ခေါင်းဆောင်ကပြောပါရယ်။ စစ်တပ်ကရေးမြုံနယ်တွေကိုအင်အားဖြည့်ပြီးစစ်တောင်းထိုးနေတာကြောင့်မကြာခဏတိုက်ပွဲတွေဖြစ်နေတာပါနိုဘာလ10ရက်နေ့ကလည်းရေးမြုံနယ်ကျောင်းရွာမှာစစ်တပ်နဲ့ရေးဘလူးတော်လည်းတပ်ဖွဲ့တို့ထိတွေ့တိုက်ပွဲတွေဖြစ်ပွားခဲ့ပြီးခမရ961တရင်ကအရာရှိလိုင်းကန်းကိုရေးဘလူးတော်လည်းတပ်ဖွဲ့က RPG လက်နက်ကြီးနဲ့ပစ်ခတ်တိုက်ခိုက်ခဲ့သေးတယ်လို့မြေပြင်သတင်းရင်းမြစ်တွေစီကသိရပါတယ်ရှင်